အားလုံးပဲမင်္ဂလာပါရှင်မြန်မာအော်ဒီယိုပေါ့ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အချစ်ဝတ္ထုလေးကတော့လာရောင်အောက်ကမောင်နှင်ကျမဆိုရင်အချစ်ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ချန်နယ်လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်စောင်းတီရောက်ခဲ့ပါပြီ။ မှန်ပါသည်ကျန်းခတ်တော်မူ၏မြေကျွေးတံတို့၏စိတ်တုံးခြင်း၏နောက်ကွယ်၌ဆောင်းသည်လှပစွာပင်ရောက်ရှိခဲ့ပေပြီဆောင်းဝဲစည်းစားလုံးစကလေးကဆန္နာသည် သူမ၏ချင်းမီးတံဆောင်ကိုထွန်းလင်းစေလိုက်တော်သည်ရောင်လင်မျိုးသည့်ငွေတရဖူကိုဆင်ရင်ပြီးတော့လာနံမဲကညအိုး၏ဆက်ရရင်ခွင်ထက်မှပြုံးဝင်နေသောဆန္နာသည်ခြေလောကပေါ်မှလည်းပြုံးနေပါသေးသည် တကယ်ဆိုတော့စိတ်ကူးရင်တော့ချစ်လောကဝင်ဆန္ဒဤအပြောင်းသည်အရေးပါအရာရောက်လွန်လာသည်ငွေလာဤအမြင်တန်းသည်အင်းအားရည်ပြင်းဤအချာကိုဖောက်ထွင်းနေသည်ပြီးတော့ခန်းညာကြီးမာသည် တက္ကသိုလ်ရိပ်သားရှိနှစ်ထပ်တိုက်တလုံးဤပဒင်းဝါမှမမြဝင်ဤအတန်ကိုလေဖောက်ထွင်းလိုက်လေသည်ငွေရောင်လွှမ်းသောအတန်ဖြင့်မမြဝေကဒဇမုံလာပြီးချစ်စရာညရေးကို စိတ်ကူးရင်ငေးလိုပဲကြည်နေရောသလားမှားပါသည်စပင်းတချို့တဝက်ပင်ဖြူနေတော့လေအသက်24နှစ်ခန္ဓာရှိုံမီမမြဝေသည်ပဒင်းဝမှနေ၍စောင်းရကိုမျက်ရည်ကျနေခြင်းသာဖြစ်ပါသည်မမြဝေကတော့မျက်ရည်ရှုံးလေကနှင့်ပဒင်းဝမှနေ၍စောင်းရကိုမျက်ရည်ကျနေ၌တဖက်ခန်းကလေးမော်တွင်သူမ၏လင်းသည် ရုခဘေးတာပမောက်ခါကြီးဥတန်ထုကမုံတခေါခေါနေအိမ်မောကြနေချေပြီမမြဝေအဖိုးတော့ဒီဆောင်ညာတညာဒီသာဆောင်းဦးနဲ့တကွာတနှစ်တာမှအလှပဆောင်ညာဖြစ်သည်လာပါတော့ဆောင်းဤရှုံးမြတော့ညာလာရောင်တွင် စိမ့်စိမ့်ဆိုသောတစ်ပင်များသည်ပလဲဤဖြန်းထားသောမြတာလိုရှွန့်ရှွန့်လေနေပါသည်ပိုးသားလိုလဲကြော့ကြော့လွှင်ပါသည် အပြိုမကြီးပါလို့ဆွတ်ဆွတ်နှုတ်နေပါလေအုံမီအမှန်မင်းလက်ရလွင်ရနှုတ်ရစောင်းဝရင်ဖြစ်သဖြင့်စောင်းဝီအလှဘူတို့ကမြို့ဖွေကြပေသည် လေးလံသောမြောက်စီမှနွမ်းလျာရနှင့်ရောက်လာသော ချမ်းလေးပြန်ကနုံညံ့လာပါသည်နေမုံတို့ကပြန်လွင်နေသဖြင့်ညာဤအလှသည်လှုပ်ရှားမှုနှင့်အသက်ဝင်နေပါတော့သည် ။ဇာဆောင်မုံလာပြီနေညကဒီလိုပဲလှပါနေပါတော့သည်။အကြောင်းမှာတော့ပတ်ဝန်းကျင်သည်လှပါတော့စောင်းဤအဝူမှာဖြစ်တော်ကြောင်းသည်။ဒီလိုချစ်စရာငွေလာနှင့်လှပါတော့စောင်းရဲ့ညကိုငေးရင်မမရဝဲကမစီမဆိုင်ငိုကြွေးချလိုက်ပါကောလား။စောင်းသည်ရောက်ခဲ့ပါပြီ။မမရဝဲနားလေထားသည်မှာစောင်းသည်ရောက်ခဲ့ပြီ။စိတ်ကိုရင်အိမ်မက်ကလေးများအား လက်ဆောင်ပေးတတ်သည့်ဆောင်းညာတို့ရောက်ရှိတိုင်းတွင် သူမသည်ခြေကွဲစွာငုံမိသဖြင့်ရရွယ်နှုနေစင်မှာပြုံးဝင်ပေမဲ့လေသူမ၏ဆက်ရခန်းတွင်တော့အေးမပါသောဆောင်းညာ၏ငွေလာအားအမြဲတမ်းမျက်ရည်ဖြင့်စီးကြုံခဲရပါသည်အမှန်မှာတော့မမြဝေး၏မျက်ရည်ကျဝင်ရသည်တခုရဲသောနှွေးနှောင်ရက်၏ငွေလာရောင်းနှင်းမွေးဖွာခဲ့သည်ဒါပေမဲ့ နေမုံကလေးတွေပြန့်ရသည်နှွေပြသောမိုးပြပြန်တင်းအောင်မှစောင်းဆန်သောနှွေနှောင်းမမြော်ဝေးအဖို့ကတော့စောင်းနှင်နှွေသည်အေးမပါပါသူမခရူးတဆိုင်လွမ်းနေမိတာကတော့နင်းဦးနေလေယူဝေးလွှားနှင့်မိုးပြပါပဲအပေါ်ရန်လွှားဖြင့်သာအုပ်ဆိုင်ထားသောအင်းကြီးအိမ်ကောင်းပေါ်ဝဲစပင်တဝက်ဖြူနှင့်မိမချောတအူးသည် ဆောင်းရည်အလှပါတို့အားငေးမြောင်းရင်ကြေကွဲစွာငိုကြွေးနေစင်းမှာအုံဆက်ရဝဲလင်းသည်ပါမောက်ခါသေးသည်စိတ်ငြိမ်စွာပဲအိမ်မောကြမြေပါပဲဆရာခန်းဝယ်ချစ်နေသည်အိမ်မောကြနေ गाइ မမြဝေးကညာဤပြန်ပြောခြင်းတွင်တယောက်ထဲချေဦးတရာသွားနေလိုက်သည်ညမေကောင်းယူခြင်းနှင့်ဟန်ဆောင်မှုတို့၏အလွန်မှာရုံးကန်ကမမြဝေးကတော့ ဝေလာရောက်မှညဤအလှနှင့်အတွင်းသို့တွန်းဝင်လာခဲ့သည်မတည်နိုင်သောအရက်စီမှတိုက်ခတ်လာသောလေနုသည်နားမလဲနိုင်သောတီးရိုတံကိုရေယွင်ရင်းတိုးငင်းစွာတိုက်ခတ်နေတော်သည်ကန်တော်ကြီးရေးဆက်ကြောက်တုံးတစ်ခုပေါ်တွင်အသာထိုင်လိုက်ခါလက်ဆက်သောလေနုအားငြိမ်သက်စွာရှူရှိုင်းရင်းညဤအလှကိုပဲငင်းနေမိပါတော်သည်အပြည့်ကင်းစင်သောနှွေးနောင်ညတာမိုးပြာတွင်မူ ခြေဝင့်ခြေခိုင်ကလေးများသည် ပြုတ်သိမ့်စွာတောက်ပါနေကြသည်မိုးနှင့်ဆောင်းရီနောက်ပြန်လဲဆန်းတင်ခြင်းကလည်းလားနှင့်ကျဲတို့ဤမှန်ကြည့်ရရေကန်မြင်ကလည်းတည်ငိမ့်လာသည် အလျားမှောင်နေသောကျွန်းရီကျွန်းဆွေတို့ကိုလောသွားပြန်ရင်တော့ဝေးသောမိုးကုတ်ဆက်ဝါးဤအဆက်တွင်တောင်နှန်းရှိကြီးများသည် ရေရေရတ္တီနေကြသည်တေရိတ်တို့ကမြေမာနှဆိုင်စွာကြောက်ရွံ့နေခိုင်မမမွေကတော့ ရေဆက်ကြောက်တုံးပေါ်တွင်မတ်တုံမလုံးနှင့်ထိုင်လျက်ရှိပါသည်။ဆရာခန်းမှာတော့ဥတန်ထွက်သည်အိမ်မက်ထဲဝင်အပွင့်မှကလေးမွေသောအပွင့်ဆန်တစ်မျိုးကိုရှာဖွေတွေ့ကြည်ကောင်။ဒါပေမဲ့သူ့ရဲ့ချစ်လာစွာသောမမျှဝေကတော့ညာဤလာပါခြင်းကိုငေမော်နေသည်။တကယ်ဆိုတော့လေဥတန်ထွက်အားသူမအသက်20အရွယ်ကလေးက အသက်15နှစ်ပိုကြီးမှန်းသိပေမယ်။တဘောရှိစိတ်ကြိုက်ရွေးချယ်ခဲ့ပြီးမှလက်ထပ်ခဲ့သောလင်ဖြစ်ပါသည်။မှန်ပါသည်။အောက်ဘုတ်တက္ကသိုလ်မှရှုပါဗီရာပါရဂူဘွဲကိုစုခိုးခဲ့သောပါမောက်ခဥတန်ထောအား။ဇာယီစရာပေါ့ဆာကိုမြညွန်းကိုညင်းပယ်လိုက်ပြီးဒုတိယနှစ်ပါစာသိပ်ပန်းတံမှမမြဝေသည်လွန်ခဲ့သော နှစ်နှစ်ခန့်ကားပင်လက်ထပ်ခဲ့ပါသည်။ ဦးတန်ထွက်သည်ကိုများညွန်လောက်နှွေးနှောင်းပြေပြေမှုမရှိတော့လေခန်းညာရီမုံသည့်အသက်35နှစ်သားရှိသေးသောပရိုဖက်ဆာကြီးဖြစ်လေတော့သည်ပြီးတော့စီရင်ကရေဒီယိုတို့ကိုပေးနိုင်ပြီးတကယ်မင်းပွဲသဘင်ဒီမှလေဝင်းဆန်သူတယောက်ပါဒီဟာရီဟာချစ်စရာတွေပဲမဟုတ်လားသူမချက်တော့ဦးတန်ထွက်တယောက်ကလေအင်မတန်မှပဲစိတ်တဘောတာနုညံ့ပြီး မယားအပေါ်အလိုလိုက်လာပါသေးသည်သူမနှင့်ဆက်ဆံရမှာတော့တိမ်မွေလာပါသည်ဒါကြောင့်မို့လဲသူမအားစီရင်ကရေဒီယိုတို့ဖြင့်ချမ်းရံကလောကကြီးလူကြီးလူကောင်းကတော်အဖြစ်ဖြင့်ပြိုးစုနိုင်စွမ်းဥဒတ်ထော်အားသူမ၏မိခင်ရိုးရမှုနှင့်မျက်ရည်တို့လိုလိုလားလားဖြစ်သည့်တိုင်အောင်အေယာ၌ဘုံဘုံလေးနေသည့်လူမမကြီးဖြစ်ပါစေလို့ပဲ တခတရံမမြဝေသည်ရွံ့ရွံ့မိုင်မိုင်တောင်းတမိခဲ့ပါသည်ချစ်ပါသည်ဥတန်ထုံအားမမြဝေကချစ်ပါသည်ဟောရုံကတော့တိတ်ချစ်ခဲ့တာပေါ့အခုတော့သူမသည်ရွရလုံးသောဥတန်ထုံအားညင်းငွေလာပါပြီဥတန်ထုံသည်အေးဆန်းလို့၍ရိုးသာလာပါသည်လုံညာသိမ့်မွေးလာသည့်မိမသားတို့၏အသိနှလုံးမှလှောက်ရှားတက်ကြွလာသောရမတ်လှိုင်းတုံကလေးတွေကို တောင်းပြန်တရားမှန်မသိအောင်ပဲဥဒ္ဒထုကရှိုးတာလာသည်အဲဒီလူရိုးလူဝဲချင်းဤပျော်ပြောင်းသောအပွင့်အနံ့တို့ပုံမောချန်တန်းလာသည့်အဖြစ်ကိုလေမမြဝေက တောင်းတမိပါသေးသည် ယူရချင်းကျင်းနာချင်းတို့သာတည်မြဲသောဥဒ္ဒထု၏ပြောင်းလဲမှုကိုသူမသည် တောင်းတမိပါသေးသည်နောက်တစ်ဆက်ဥဒ္ဒထုသည်အမှုပညာဆို၍ဘာတစ်ခုမှနားမလဲပဲ အင်မတန်မှလက်တွေဆမ်းမသည်မမြဝေးကကပြဆန်းခြင်းသည် သူမမပူဇာပဲနဲ့ရခုံတွေတလျှောက်တွင်မင်းမျိုးရှိကံတော်ကြီးနာမဒိန်ဒိန်၌လာရောက်အနာယူနေပါသည် အင်မတန်မှလာပါသောမင်းမျိုးကံတော်ကြီးရေဆက်တွင် သူတို့မောင်နှံသည်လမ်းလျှောက်လျက်ရှိခဲ့ကြသည် လက်ဆက်သောတောင်မြင့်လီအလွှာမှတိုးဝှေလျှောက်ရင်းကဟုံးမိုးကိုဆဝိုင်းအဆက်စီမှာ တောက်ပါတဲ့တောင်တန်းတို့၏မြားရိပ်ဝဲညင်သက်စွာပင်လျောင်းဆန့်နေသည့်ရွာစုကလေးများကိုစမ်းချောင်းနှင့်တော်တော်၏အရေးတွင်၌ဝင်းလူဆဲနေရောင်အောက်မှချီနူးစွာပင်တွေ့ခဲ့ကြသည်ကိုကိုတန့်ရင်လာလိုက်တဲ့ရှုပ်ပင်ကလေးပါပဲကိုင်းဝေးကိုနမ်းမအောင်ကဗျာဆန်သောမမြဝေကချစ်လင်း၏လက်မောင်းကိုလှုံရန်ကနွဲ့နွဲ့ကလေးပူဇာလိုက်သည် အဲ့ဒါကိုဦးတန်ထွက်ကရှင်းနေလိုက်သည်ရုက္ခဘေးရပမောက်ခစီကမသိနားမလဲတော့ခလေးငယ်အပေါ်ရှင်းနီးမျိုးဖြင့်ကျင်းနာစွာရဲလိုက်သည် ဝေလီကရှုမြောင်ကင်းကိုလှတယ်လို့ထင်ုံနဲ့ကကိုတန်းကဘာလို့မှုမှုပေးရမှာရောဗမောက်ခကြီးကသူ့ရဲ့ဇနီးပြူအားရိုးရစွာတယော်၍ရှင်နေသည်ဒီဟာမမြဝေးအသေးကို ဖြစ်ဖြစ်မြည်သွားစေခဲ့ပါသည်တကယ်ဆိုတော့ စိတ်ကိုရင်တတ်သောမမျှဝေအတွက်လှပသောပုံဝင်ခြင်း၏အညုံမှာချစ်သောချစ်သူအားရိုးရမှုသည်ပူ၍ပင်အသက်ပါရစေမည်ဟုယုံကြည်ထားသူပါမမျှဝေ၏ကြပြဆန်းမှုကိုဥဒ္ဒထုတ်ကလေးတယောခဲ့ပြီးပါပြီဒီချိန်ကလေးကနေစတင်ပြီးမမျှဝေသည်ဥဒ္ဒထုတ်၏နေသောရိုးရမှုများအားစိတ်ပြတ်ခဲ့မိပါသည် ဒါကြောင့်လည်းပဲဟန်ဆောင်မှုနှင့်နာမည်ကောင်းယူခြင်းတို့၏ပြောက်ွယ်သောနောက်ဆုံး၌အုံဆက်ရဝဲအိပ်ပျော်နေသောလင်းသေးအားဆုံးပြေခဲကညဤအလှပနေတွင်မမြဝေသည်တယောက်ထဲပင်တိုးဝင်ခဲ့ပါသည်ခေါင်းတီးသောကြောက်တုံးပေါ်မှဆင်းကမမြဝေသည်ခရမ်းရိုင်းပေါက်သောမျက်ခင်းပေါ်မှထိုင်လိုက်ပြန်သည်ပြေဝန်းသောငွေလာသည်သံကောင်မိုးပြင်ဝင်မှာတော့သူမကိုသူမဟန်ရီပြနေသည် ရှေလျာမြင်မာသော တောင်တန်းကြီးတို့ကလည်းနှင်းဖုံသောအထွတ်တော်ဖြင့်တောက်ပါသည့်ငွေတရဖူများအားဆင်ထားလျော်သလားအောင်မေရသည်။ကံရည်မြင်မာလည်းအင်မတန်မှသေးငယ်စိတ်ဖြာပြန်ချနေသည့်လှုပ်ရှားမှုကလေးများသည်ဖိတ်ဖိတ်လည်နေတော်သည်။မမြဝေသည့်လာရောက်၏မြက်ခင်းပေါ်တွင် မတုံမလုံးနှင့်ထိုင်နေတော်သည်။လှုပ်ရှားသောလေးညူလေးတန်းကလည်းအလုံးကိုအေးချမ်းလာသည်။ ထိုစဉ်တိမ်မွေသောတယောတန်နှင့်အဆိုသည် လူကလွန်ကနှင့်လေထုမှကိုခန့်လာပါတော့သည် မမြဝေကတော့မြက်ခင်းပေါ်မှမတုံမလုံနေဆောင်းလေးပေးသောပတိမှမဟုတ်ဖိလာရောက်အောင်မြက်ခင်းပေါ်မှအိမ်ထောင်ရှင် ပြုတ်ပြူချော်သည်ငေးငိုင်နေပါသည်ညာစိမ့်စိမ့်မှတယောတန်ကနှွေလွန်လာသည်အဲဒီခိုက်မှပင်ဆွေးမြေသောစိတ်ကိုရင်ခြင်းဖြင့် မမြဝေတယောက်တော့ကျဲပြန်သော ရေပြင်ကိုသာငေးကြည့်နေမိသည်ဒိုးဆန်းသောတောင်းတမှုသည်လည်းသူမ၏အသွင်သဏ္ဍာန်အတွင်သို့တိုးဝင်လာပေသည်မမြဝေကတော့စိတ်ကူးရင်အချက်ကိုတောင်းတနေမိသည် စိတ်သုံးသော သူမ၏ဘဝအတွက်တော်လိုက်ရင်တစ်ခုကိုသာ မျောလိနေပါသည်အိုးလာရောက်ဖြန်းသည့်ရေပြင်ကမ်းပါမှာသူမချစ်သောတူတူသည်လမောင်းတွင်၏အကြမ်းမှာ ခဏညလေးမိမနေရတော့ဘူးလားအင်မတန်မှထိခိုက်ပြီး အရာသာပြေဆုံးလာသည့်အနန်းတို့၏အထွေအားသူမ၏နှကန်းလွာကလေးပေါ်ဝဲမခံစားရတော့ဘူးလားဒီလိုငန်းငန်းတက်ရမတ်တို့ဖြင့်ဝီလျံနေသောအပွေ အနန်းတို့အတွက်တဘာဝကဖန်တီးပေးထားသည့်ညမျိုးမှာတော့ခြေတူးချင်းနှွဲပြိုင်တက်ကြသည့်စွန်စားခြင်းမျိုးကိုမကြုံရတော့ဘူးလား တနာစရာမင်းမပြောတော့ဘူးကတော့မွေးလာရောက်အောက်မှထက်တန်တော့မုံတိုင်းချစ်အားတောင့်တ၍မရသည်အဆုံးမှာတော့ရိုးတပွဲငို့ကြွေးချလိုက်တော်သည်ဆရာခန်းတွင်အိမ်မောကြကြံ့ရစ်တော်လင်းသေး၏ဝေးရမှာတော့လာရောက်ရင်မှမမြဝေကမို့ရှိုက်ကငို့ကြွေးနေရာရှာသည်အော်တစုံတယောက်ကသူမ၏နောက်ပါမှအံ့ဩလိုက်သည်အော်တဲ့ မမြဝင်းအလန့်တကြချိလိုက်မိသည်တယောပြားကလေးကိုပတ်၍ရက်နေတော့နှုတ်ထွားထွားယောက်ကြပြူတယောက်အိုးခမားငူးနေတယ်နော်ဘာများဖြစ်လို့ပါလဲပလဲဝကလေးတွေတရွှဲရွှဲနေလှပါတော့မိမမျိုးတဟူဤချစ်စရာအမေကလေးကိုငေးရင်သူကယွရစွာပဲမင်းညီလိုက်သည်သူ့ကိုလေခွင်းရရှိဖြင့်အနားလာယူတော့ဝလုံးပေါက်စကလေးဟု မမြဝေဆော့ဆော့ပါပင်ရိုးရိုးရိပ်ရိပ်ဖြင့်တေပူပါသည်ချင်းစရာကောင်းတဲ့မေမျိုးညားရဲ့အလှပကလေးတွေအတွက်တော့မျက်ရည်ဟာရက်ဆက်လုံးမာနေပြတယောပြားကလေးနဲ့စိတ်ကိုရင်လောကတွေမှာမျက်ရည်များသာမှအိမ်နောက်ရှင်ပျော်ပျော်ချောကြီးအလှပလေးကိုငေးကြည့်နေမိတော့သည်အိုးငိုရာမဟုတ်ပါဘူးခေါင်းကိုက်လိုပါမမြဝေက ပြောင်းညာလိုက်သည်တယောရှင်ကဘာမှမပြောတော့ဘဲ ခလန်းလန်းမှထိုင်ချလိုက်လေတော့သည်ခမားနာမည်မမြဝေမဟုတ်လားကျွန်တော်နာမည်ကတော့တင်မောင်ဆွေတဲ့သူကစတင်မိတ်ဆွေဖွဲ့နေလိုက်သည်တွင်မမြဝေကတော့သူမအာတည်နှင်းသောသူ့အားအံ့ဩနေပါသည်လှလိုက်တယ်ညလီဗျဘလောက်များစိတ်ကူးရင်အိမ်မက်တင်မက်ဖို့ကပြာဆန်ထားလိုက်တယ်လေဗျဝင်းလုံးတော်ရကလေးကတော့ညကိုချီးမွမ်းနေတော်သည် မမြဝင်မျက်ရည်ကြားခဲ့တော့ညကိုပဲလှလိုက်တာတဲ့ခမရအေးချိန်အိပ်ဖို့အတွက်လာတာလုံးနေမင်းဆိုရင်ကျွန်တော်တို့စကားလေးပါလီပြောကြရအောင်ဗျာသူကတော့အင်မတန်မှရင်ကျိတ်သိမ့်မှုလှသည်စံကျင်ဘက်လင်းရဲ့တာယာမှုကလေးတွေကိုနိုးချစေသည့်အညိုရူဖြစ်လဲဝင်နေပါသေးသည်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည်စမ်းပါလားခမရအဖြုံနဲ့အမေအလင်းနဲ့မှဝင်တော့ ဒီညာလေးကတော့သူဒီစိတ်ကုန်းရင်သမားတက်တက်ပဲဖြစ်ပုံရသည်ကျွန်တော်တော့ခုလိုလာတတာလာပြီဆိုရင်တရောလေးတလက်နဲ့ချမ်းလာတဲ့အထိလမ်းလျှောက်ရမှချိန်တတ်တာဗျမိမျိုးမပဲဖြစ်ဖြစ်လောကရဲ့တနေရာမှာပဲဖြစ်ဖြစ်ပေါ့ဝဲလုံတော်ရကလေးကသူ့အကြောင်းတွေကိုကြည်စတင်ပြောနေပါသည်ဒီပရိယေမျိုးကို လူညုံခိုးစားနေကြမှာစီမုံထားတာပင်မဟုတ်လား မမြဝီမျက်ရည်တို့တော့အစီရက်ခဲပါပြီ။ရှိုက်တန်ကလေးတောင်မှရက်လူလူပေါ့။ကျဲပွင်းတို့ရဲ့ရှောင်းလက်တွေကိုရေကြီးလိုက်ပြန်တော့လောကကိုပဲငီးလိုက်နေမမြဝီကရောခမ ्या ။သူဒီပါနဲ့ဆွားပြီးမမြဝီဟာဆွေးနွေးခြင်းတွေသို့ဆွေးခေါ်လာသည်။အိုးကျမတော့လာရောက်မှတခါဘူးမှကုလို့မထိုင်မနေခဲ့ဘူးပါဘူး။မမြဝီကစကားဖြင့်တုံ့ပြန်လိုက်ပါပဲရော။ဖျားကြီး ခမားခါတိုင်းတော့ညရဲ့အလှပလေးတွေကိုများမေ့ချန်ခဲ့လည်သလားမမြဝေညရဲ့လှပခြင်းဆိုတာဘာလို့ဆိုလိုတာလဲရှင်သူကအေးချမ်းစွာ ပြောင်းလိုက်သည်အဲ့ဒီမေးခွန်းကတော့ဖတ်ပါလေခမားတကယ်တော့ကလေအလှပစစ်ကိုရာသပေါ်ဖို့မှလဲလောကတွေကတကယ်ချစ်စရာလေးတွေကိုပေါ်ထုတ်နိုင်ပါလိမ့်မယ်မမြဝေသူကလေးနဲ့စွာပြောပြနေသည် လောကကြီးမှာဟန်ဆောင်မှုတွေဟာများလာပါတယ်ဆိုရင်မမြဝေဘလို့ပြောမလဲခမရှင်အော်လူတချို့တွေကဟန်ဆောင်မှုကိုအမှန်ထင်ပြီးလောကကိုမြောင်မြန်ကြည့်နေတတ်ကြတယ်ကြီးစားမလားဗျာလာနေကျယ်တွေဟာအသည်းကိုခရက်ထစေတဲ့ရောမြခြင်းနဲ့ပြုံးဝင်နေကြပါပြီတောနေတောင်ဒီမှာလဲလာရောက်အောင်မှာနှိမ့်ဆိုင်စွာနဲ့အိမ်မောကြနေပြီလေ သူဒီညကိုထတ်လို့ပဲချီးမွမ်းနေပါသည်ဒီလိုတရဝရီအပေါ်မှာစိုးမှုမှုရှိတဲ့ပဝင်းကျင်ရဲ့အညို့ကိုကြောခိုင်းပြီးတော့လူရီအထိမ့်မှတ်ပြုတ်ထားတဲ့မြင်းမြတ်မှုနဲ့လင်းနေခြင်းဆိုရာရီမှသာဇွန်နေမြုပ်နေတဲ့သူရီအဖို့တော့ညရဲ့ငွေလာရောက်ဟာ ဘလာတာပဲဖြစ်တော်မပေါ်ဗျာရှင်ဟာစိတ်ကိုရင်ချင်းကိုပဲချီးမွမ်းနေသလားယင်တဘာဝကလက်ဆောင်ပေးတဲ့အလှပါကိုတိစ္ဆာရှိရှိနဲ့တုံ့ပြန်မှုပြုတ်သူကို စိတ်ကူးရင်လည်းလို့အပြစ်ဆိုမင်းဆိုရင်တော့မယုံရရောက်မနေဘူးလားဗျာမမဝေကပြုံးလိုက်သည်တကယ်လို့ရှင်းယူစားနဲ့ကွဲလဲနေသူတူကိုအဖော်ဖြစ်နေတာကြုံရရင်ညရဲ့လရောင်ဟာဘလောက်များစိတ်ပြတ်စရာကောင်းနေမလဲကိုတင်မောင်ဆွေအဲ့ဒီအဖော်ဆိုတာကတသက်ပံအဖော်ဆိုရင်တော့ကောရှင်အော်ဒီအတွက်ကတော့ပေါင်းတင်ခြင်းမပြုတ်ခင်မှာအရေးကြီးဆုံးဖြစ်တဲ့ ။တဘာဝချင်းတူမှုကိုပူးစားပြီးစဉ်းစားရမှာပေါ့ဗျာ။အချင်းစရာရဲ့စံပြမှုကိုတော့ရှင်မိတ်နေပြီထင်နေ။အချင်းစရာကတော့ကြောင်ကြောဝေဖန်မှုစိတ်ဝင်စားမှုနဲ့ရှင်းပြပြောဆိုမှုတွေကပောက်ဖွာလာတယ်လို့ဆိုခဲ့တယ်မဟုတ်လား။ဒါပေမဲ့ဟန်ဆောင်တဲ့လောကကြီးတွေကအချင်းစရာကတော့မာယာမများတတ်ပါဘူးလားကိုတင်မဆွေ။မမြဝေးကဟာတာကလေးပင်ညက်ကပြောနေသလိုပင် ဒါကြောင့်လည်းပဲမောပါဆောင်ကတခါတည်းရဲ့ကိုသိမ့်ချစ်တဲ့ထင်းတဲ့သူဟာပဲကိုကိုတကယ်မချစ်တဲ့လူတယောက်ဖြစ်နေတတ်တယ်လို့တတိပေးခဲ့ပါသေးတယ်မမြဝေဒီဟာကိုတော့မမြဝေက နှစ်ချိုက်သည်ကိုမပဲသူမကြီးဘဝမှန်ကိုမြင်ရောက်လာသည်ကျွန်တော်နဲ့ဘဝချင်းမတူတဲ့သူနဲ့သာဆုံရင်လားအိုးမတူမှန်းသေးတဲ့လူနဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့လောကတွေကိုတယောက်တည်းထွက်ခင်မှာပေါ့ သူကအသာရပဲပြုံးနေပါသည်အဲဒီမှာတော့ကျွန်တော်နဲ့ဘန်းကြီးတို့တူကို တွင်တို့တွေ့ရပါလိမ့်မယ်တယောရှင်ကသူမအားငင်းငေးကြည့်နေသည်မမြဝေကလည်းရွေချက်ကင်းမဲ့စွာနေပြီးသူ့အားပြန်ကြည့်နေမိသည်သူသည်ဆက်လက်ကရှိတ်စပီးယာ၏နှွေးလေအိမ်မက်နှင့်အချုပ်တန်းဆရာဖေး၏အချစ်ကပြားများကို ပြောဆိုရွပြနေတော်သည်ဒါပေမဲ့မမြဝေကတော့ သူစကားရဲ့များကိုသာပြန်လန်တွေးတော့နေမိပုံရသည်ကျွန်တော်နဲ့ဘဝချင်းမတူတဲ့သူနဲ့သာဆုံရင်လားတဲ့သူကပြောရင်းနဲ့ပြုံးလိုက်ပြီးသေးသည်အိုးမတူမှန်းသိတဲ့အချိန်မှာကျွန်တော်ချစ်တဲ့လောကတွေကိုတယောက်တည်းထွက်လာမှာပေါ့တဲ့ဘလောင်များတာဝန်မဲလိုက်တော့လူပါလေအဲ့တော့ကျွန်တော်နဲ့ဘန်းကြီးတို့တူကိုတွေ့ရလိမ့်မယ်ပေါ့ဗျာသူစကားအဆုံးမမမြဝေအား ငေးလို့သာကြည်နေရှာသည်တကယ်ဆိုတော့အင်မတန်မှသေးသော အချော့မျိုးတွင်လူကြီးလူပေါင်းကတော့အဖြစ်နှင့်ရည်ရည်ကြားခဲ့ရသည်မမြဝေးတင်းညမှမူအပြုတ်ပေါ်ဝင်စားဦးညဤအိမ်မက်ကလေးများကိုပင် ပြန်၍ရင်ဆိုင်နေရသည်နေနူတို့၏အာယုံမှာလင်ယူးသည့်ကိုယ်ကပကနှင့်ပြေလွှာစော်ကစားနေသည်လာရောက်အောက်တောတောင်ရင်မြေအားလုံးကလည်းတောက်ပလိုသားပင် နဝူသားမူတိတ်ဆိတ်နေကြသည်သူသည်တယောငယ်ကိုစော်ကားစော်ကားနေတေးထက်တပုတ်အားစမ်းနေတော့သည်ဆရာရင်အိမ်မောကြနေသည့်ပမောက်ခါကြီးလူကုန်နှံစနီးပြုံနေကောင်းသည်ရှိသော ဝင်းလုံတော်ရကလေးတို့သည် လာရောက်အောင်မှာပင်နှစ်ယောက်ထဲသာရှိကြသည်မြောင်လိုက်တဲ့စားဆိုရာကလည်းမမြဝေတော့နင်းနေရှက်နေပါသည်ဂီတာတန်ပဲတင်ထပ်ဖြင့် ရာသီအင်မတန်မှာပင်ချစ်စရာကောင်းနေသည်လင်ရိုးသည်တိတ်သေးလှပါသည်ဇူးရှားသောဒီလေ၏အတွေ့ဖြင့်ဖြစ်နိုင်သောအကြောင်းကံ မရှိပါပေနန်းနေစွာအာယုံခံစားမှုကထိခိုက်အောင်ပင်ဆော့ကစားနေသည်အတော်ကလေးတွင် အလှိန်ကလေးတွင်နေတယောတန်းသည်ဆက်လက်ရင်ရှုနေပါသည်အဆိုင်ဟဲရိုဖြင့်အဆိုးကလည်းတမြင့်မြင့်အဲဒီခိုက်မှာတော့မမ်းမြဝင်း၏အသေးလွှာသည် ဘလောက်များအာယုံခံစားမှုကိုတိတံနေပါလိမ့်ဘလောက်များခရက်ချနေပါလိမ့်အောင်းနိုင်သူစစ်တိုက်ခြင်းသည်ကျင်လိုက်ခြင်းစမ်းပါပြီလေမောင်ကတေးကိုချူးနေပါသည်မိကတော့ရှက်နေပါသည်အစုံမှာတော့ဝေဒနာတက်သောမျက်လုံးနှစ်စုံသည် လာရောက်မှငြိမ်သက်စွာနှင့်စုံမိနေကြသည်နှဦးသာနားလေစွာနှင့်ပဲတဝူးပေါ်တဝူးငေးကြည့်နေကြပါသည်ညသည်တိတ်ဆိတ်သည် မမြဝေးနှာခေါင်းတွင်မောင်းဤခေါင်းလင်းစီနှင့်မှုပြန်နေပါသည်။နွေးလိုက်တဲ့လေတူကလည်းပင်ဂီတတန်းလည်းပြောက်ွယ်သွားပါပြီ။ကြာပေမဲ့ပဲ့တင်တန်းကတော့အသက်ရှင်နေစေ။တေရိတ်တို့သည်မြေမှရှည်လျားစွာကြဆင်းနေသည်။လာရောင်ကလည်းပြိုးပြိုးပြောက်ပြောက်နေ။လေအပွဲတွင်ရေးလိုက်နှုတို့သည်မေးလျက်ပါလာ၍ကန်းစံမှကန်းဤအပြုံးတွေတို့သည်ပောက်ကွဲတော်မူ။ ဘာမောက်ခါကြီးကတော့အိမ်ပေါ်ကျနေစေပြီဖြစ်ပါလိမ့်မည်။ဘဲကြီးလိုက်၊ညာကြီးလိုက်၊ညရင်ငိမ့်တန်ချင်းသည်မြည်ဆွဲနေပါသည်။ဂေတာတန်းဤပဲ့တင်တန်းကတော့ဆုံးတော့မည်မထင်ပါ။မွေလာရောက်ဟာလဲအမြဲပဲတောက်ပါနေပါလိမ့်မည်။ဒါပေမဲ့တင့်ရိတ်တို့သည်မြေမာလျောက်ဆက်ကျနေပါသည်။အိုးကိုဆွေကောပဲလွမ်းနေရောသလား။တကယ်ဆိုတော့ကြာခဲ့ပြီဖြစ်သဖြင့် ဝေလာရောက်မှအိမ်မက်ကလေးဒီလေးဟောင်းနှွယ်လာပါပြီ။မင်းမျိုးနဲ့နှွေနှောင်းဒီလေးဟုံးအဝေမှာပါ။ဂုံတရေရှိဝက်လုံတော်ရကလေးဒီလေးမမပါလေ။ဒါပေမဲ့မမြဝေရတော့ရန်ကုန်မြို့ကြီးတက္ကသိုလ်ရိပ်သာရှိအိမ်ကြီးအိမ်ကောင်းပေါ်မှနေ၍ခြားနာသောဆောင်းညာအားမျက်ရည်ကျနေပါသည်။တပတ်ခန်းတွင်အိမ်မောကျနေသည့်ပအောင်ခါကြီးထံမှတချီတချီတွင်နှလုံးရောဂါက ဖန်တီးပြီးသောထိတ်လန့်ရောင်ရမ်းသံများသည်ပေါ်ထွက်၍လာတော်သည်။ကိုကျင်းမောင်ဆွေ၏တရောတန်ကလေးကိုတော်မူဟိုတညားကနောက်ဆုံးထား၍မမြဝင်ဆက်မကြားရတော့ပါ။ပဲ့တင်တန်းကတော့မပြောက်သေး။ဒီလောကကြီးမှာဟန်ဆောင်မှုတွေများလာပါတယ်တဲ့။သူကလောကကြီးကိုအပြစ်ပြောခဲ့သည်။တခါတည်းရန်ကိုသိမ့်ချစ်တယ်လို့ထင်နေသူဟာပဲကိုတကယ်မချစ်တဲ့သူဖြစ်နေတတ်ပါသေးတယ်တဲ့။ သူမ၏ဘဝအမှန်ကိုညွှန်ပြခဲ့ပါသေးသည်ပြီးတော့ဂီတနှင့်ကဗျာညသည်လည်းနှင်းမုံတို့ဖြင့်ချစ်စရာကောင်းလာပါသည်နောက်မမြဝေတော့မမေ့နိုင်တော့ပါ မမေ့နိုင်လို့ပဲအင်မတန်မှနှုတ်ပြောလာသေးသောအသက်24နှစ်တွင်စပင်တစ်ဝက် ဖြူခဲ့ရပါပြီအထူးသဖြင့်မင်းမျိုး၏နှွေးနောင်နှင့်တူလာသောစာဟုစီကိုရောက်လာပြီးဆုံးမဖြင့် မမြဝဲသည့်အမြဲတမ်းမျက်ရည်ကြာခဲ့ပါသည်။အိုးတတလုံးပဲနှင်းဟုတို့အားမျက်ရည်ကြာပြီးကြိုရတော်မီမေးပြောက်တော်မီမဟုတ်တော်သောလာရောက်မှအိမ်မက်ကိုသာတန်းတာနေရတော်မီလင်းတဲ့ပါမောက်ခါကြီးကတော့ဇက်ခန်းဝဲအိမ်မောကြနေစေပါပဲ။သူဤချက်လာစွာသောခုံတည်ရှိဇနီးတဲ့ကစောင်းညာဤလီတာပြင်းတွင်ချုံချလိုပဲငုတ်ကြွေးနေရပါတော့သည်။